မောလေးဝတာနဲ့ဇလပေတာညွှန်ကြားမှုအစည်းအထနာမှာဒီနေ့မြမစံတော်ချိန်ည9:00နာရီချိန်မှာအထူးမိုးလေဝတာသတင်းကိုထုတ်ပြန်ထားပါတယ်။ဒီနေ့မြမစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အာကောင်သောလီဘီးယားနဲ့ရှမ်းဝန်းရဲ့အရှိန်ကြောင့်၎င်းဂက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာမုတ်တုံလီအာကောင်ရာမှာအားအလွန်ကောင်းနေခြင်းကြောင့်၎င်းအရှိဘက်မှရေရှားလာတဲ့လေဝင်လိုက်များရဲ့အရှိန်ကြောင့်၎င်း အနောက်ဘက်မှရွေးရှားလာတဲ့လေဝဲလိုင်းများရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညမှဇွန်လ25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချောင်းရပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။ မြန်မာကံရံတက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကျင်းနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းတွေဟာတနအီကိုမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင်းမှာမြန်မာကံရံတက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ7ပေမှ12ပေခန့်ရှိနိုင်ပါတယ်။ တို့ဖြစ်ပါ၍မိုးသီးတန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျုပ်ပြစ်ခြင်း၊လျက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်များဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသနှင်းမှနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များနှင်းမှနေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှာရန်နေ ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်သိမ်းနဲ့ဆေးမြောင်းတာတမန်များအနေနဲ့လိုအပ်တာများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်တတိပေးနှိုးဆော်ထားပါတယ်ရှင်။